ရှင်ထဲမှာရှိတဲ့အဲ့ဒီဟိုစေတနာဝန်ထမ်းဆိုတဲ့စိတ်ကြီးကကိုကငါထွက်မှရမယ်ငါကိုယ်တိုင်ပါဝင်မှရမယ်ဒီအချိန်လေးတစ်ခုမှာငါအခွန်တအားအလဲအများကြီးမဟုတ်ပေမဲ့အဲဥတ္တချက်သဲတပွင့်နေရာနေပါဝင်ရမယ်ဆိုတဲ့စိတ်ကြီးနဲ့ကျွန်တော်မရရအောင်ဂျုံးခံပြီးတော့ဒီနေရာရောက်လာခဲ့ရပါဘူး ိုင်ငလီင်ပိတ်ပြီကျွန်တော်တက်တက်တာမှတော့တခါသေးကြုံငယ်အခုတခါသေးကြုံငယ်ရတယ်ဆိုတော့အဖြစ်ကားကြတော့ကျွန်တော်ဥမာကျူရင်ပြင်ဆင်နိုင်တယ်အင်းအားကြီးမရှိကြပါဘူးဖြစ်ပြီဆိုတော့မှလာကျွန်တော်ဥမာရက်ရလည်းနဲ့ဆွဲကင်ပြီးတော့ကျွန်တော်ဥမာတိုက်ပွဲဝင်ရတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့တွေရဲ့အပြည့်စုံချင်းပုံမှာလည်းနူးညွန့်တောင်းပန်ပါတယ်အချိန်ကာလအဲကြာသွားတဲ့အပေါ်မှာလည်းဟိုနူးညွန့်တောင်းပန်ပါတယ်ကျွန်တော်ဥမာအပြည့်မစုံမင်းနဲ့တိုက်ပွဲဝင်နေရတဲ့လူတွေလိုဖြစ်နေတဲ့အတွက် နားလည်ခွင့်လို့ပြေးဖို့လည်းဒီများပြောချင်ပါသေးတယ် ဟုတ်ကဲ့ခင်ဗျအဲကျွန်တော်တို့အသင်းဖွဲ့တော့ကျွန်တော်တို့ကအဲ WBG ဝေဘာကီလူမှုကွန်ကြီးကေသိန်းနဲ့နိုင်ကွန်ကြီးကိုအသင်းဝေဘာကြီးရောက်ကမှအခြေပြပါခင်ဗျအဲကျွန်တော်ကတော့လက်ရှိအသင်းမှာဩဂရတာဝန်ထမ်းဆောင်နေပါခင်ဗျဟုတ်အဲကျွန်တော်တို့ကအဲဒီနေ့မှစရောက်ဖြစ်တာဒီနေ့အဲနေ့လယ်တော့စရောက်ဖြစ်ပြီးတော့ကျွန်တော်ဒီကိုရောက်တာနဲ့အမားတို့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်ဒီကနေပြီးတော့ကေသိန်းလုပ်ငန်းဒီဒီကေသိန်းလုပ်ငန်းလှုပ်ဆောင်ပြီးရင်နောက်ဒီ body တွေပေါ့နော်အဲသိဆုံးသွားတဲ့ body တွေကိုကျွန်တော်တို့အဲထုတ်ရတဲ့ခန်းကန်တိုင်းမှာအမောင်းနဲ့တူပူပေါင်းပြီးတော့ပေါင်းဆောင်ရခဲ့ပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့ရဲ့ရှင်ထဲမှာရှိတဲ့အဲ့ဒီဟိုစေတနာဝန်ထမ်းဆိုတဲ့စိတ်ကြီးရာကိုကငါထွက်မှရမယ်ငါကိုယ်တိုင်ပါဝင်မှရမယ်ဒီအချိန်တွေတခုမှာငါအခွန်တအားရလဲအများကြီးမဟုတ်ပေမဲ့အဲဥတ္တချက်သဲတဲ့ဘွင့်နေရာနေပါဝင်ရမယ်ဆိုတဲ့စိတ်တည်းနဲ့ကျွန်တော်မရရအောင် ရုံးကန်ပြီးတော့ဒီနေရာရောက်လာခဲ့တာပေါ့အဲလာခဲ့ရပြီးရဲ့နောက်ပိုင်းမှာအနေထိုင်ုံတွေကျွန်တော်စာရင်တွေ့ခဲ့ရမြို့ဝင်တွေကစပြီးတော့ပြုတ်ပြက်မှုတွေအော်ဒီတိုက်တာတစ်ခုပြုတ်ပြက်ပြီဆိုတဲ့အခါကိုကဒီငလင်တန်ကြောင့်တိုက်တာတစ်ခုပြုတ်ပြက်ပြီဆိုတဲ့ဟိုကဒီအတွင်းထဲမှာလူတွေဘယ်လောက်များပြိမိနေလိုက်မလဲဒီအတွင်းထဲမှာဘယ်နှယောက်ရဲ့ငိုကြွေးတန်တွေကဟိုရှိနေလိုက်မလဲဆိုတဲ့စိတ်ကိုကအလိုလို ဟိုရှင်ထဲမှာစိတ်မကောင်းနေဖြစ်လာဒီနေရာမှာငါရဲ့ဆွေမျိုးသားဆိုရင်ငါရဲ့ညီကောင်မောင်နှမသားဆိုရင်ငါရဲ့အမေသားဆိုရင်ငါရဲ့အဖေသားဆိုရင်ဆိုရက်အတွေးတွေဝင်လာခဲ့ပြီးရဲ့နောက်ကျွန်တော်ဒီနေရာကိုမြောက်ရအောင်ကျွန်တော်လာခဲ့တာဖြစ်ပါတယ် ျွန်တော်အနေနဲ့ဒီကိုရောက်လာခဲ့တဲ့ရည်ရွယ်ချက်ကိုကဒီနေရာမှာအုတ်တချက်သေးတဲ့ဝင်နေကျွန်တော်ပါဝင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လာခဲ့တာပါကျွန်တော်တို့ဒီစေတနာဝင်နေ bright တာအသင်းတွေဖြစ်ပါတယ်စေတနာဝင်နေ bright တာအသင်းတွေဖြစ်တဲ့အလျောက်ကျွန်တော်တို့လာတာမရှိပါဘူးရိတ်ခါမရှိပါဘူးထောက်ပံ့ခြင်းမရှိပါဘူးအဲ့ဒီအတွက်ကျွန်တော်တို့ဒီကျွန်တော်တို့ခွန်ကျွန်တော်တို့အားရင်းနဲ့ကျွန်တော်တို့ဟိုကိုယ့်ကိုတရားလို့ညွှန်ကြားရဲ့အလူငွေလေးတွေနဲ့အဲနိုင်တဲ့ဘက်ကကိုနိုင်တဲ့အရာလေးတွေတည်လာပြီးရောက်အောင်လာခဲ့ပြီးမှဒီမှာဟိုဆောင်ရွက်နေတဲ့အသင်းကြီးရဲ့အတွက်ကို ငွေဟာနဲ့မတက်နိုင်တဲ့အခြေအနေတစ်ခုဖြစ်တဲ့အတွက်လူအားစသည်အပြင်သူတို့မှဆက်ရန်နေရရှိရင်အဆက်ရန်နေရနဲ့ပူပေါင်းပြီးတော့ကိုလူအားနဲ့ပူပေါင်းလိုက်တဲ့အခါမှာအောင်မြင်မှုဘယ်လိုရလာမလဲဆိုတဲ့အတွေ့အကြုံနဲ့ကျွန်တော်တို့ကကိုနိုင်တဲ့အရာလေးစုပြီးတော့လာခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်တို့မှာကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ပစ္စည်းကြီးကြီးမားမားဘာမှတော့ပါလာခြင်းမရှိပါဘူးခင်ဗျာကျွန်တော်တို့ဒီဒီလိုကြီးမားတဲ့ငလျင်ဘေးကိုကျွန်တော်အသက်မှာဒါဒီပထမဆုံးကျွန်တော်ကြုံတွေ့ရခြင်းဖြစ်တယ်အဲ့အတွက်ကျွန်တော်တို့မှာ ုံမှန်ကျွန်တော်တို့နေ့စဉ်နေ့တိုင်းကျွန်ရေကြီးမှုတွေရှိတယ်မြန်မာနိုင်ငံမှာရေကြီးမှုရှိရတော့ကျွန်တော်တို့ဒီဒီတနေ့ရေကြီးဝင်နောက်တနေ့တော့ကျွန်တော်တို့ဘာကြီးစင်ရမလဲဟုတ်ပါအဲအသင်းနေငါဆက်လီဝယ်ရမလားလိုက်ဂျက်ကက်တွေဝယ်ရမလားပြည့်စဲဖို့အတွက်ငါဘယ်လိုဆောင်ရမလဲဘယ်ဒေတာဘယ်ဒေတာကြီးတတ်တယ်အဲ့တော့ဘယ်ဒေတာရေကြီးပြီဆိုတဲ့နေ့ညဘယ်ဒေတာပြီးရမယ်ဆိုကျွန်တော်တို့မှာကြိုတင်ပြီးတော့စီမံခန့်ခွဲနိုင်တဲ့အချိန်တွေရှိခဲ့ပါတယ်ဒီလိုဒီမားနိုင်ငံလင်းပြီးကျွန်တော်တက်တက်တာမှတော့တခါသေးကြုံခဲ့အခုတခါသေးကြုံခဲ့ရတယ်ဆိုတော့အဖြစ်ကကြတော့ကျွန်တော်တို့မှာကြိုတင်ပြင်ဆင်နိုင်တဲ့အင်အားတွေမရှိခဲ့ပါဘူးဖြစ်ပြီဆိုတော့မှလာကျွန်တော်တို့မှာ ရက်ရလည်းနဲ့ဆွဲကင်ပြီးတော့ကျွန်တော်မှတိုက်ပွဲဝင်ရတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ဟိုနှောင့်နှေးခြင်းတွေကြံ့ကြာခြင်းတွေရှိနေတဲ့အရာကိုလည်းဒီကျွန်တော်တို့အပူဆွေးတော့ကရောက်နေတဲ့ဒီမပြည်သူတွေဟိုတည်စင်ကကျွန်တော်ဒီနေရာနေပဲဟိုပြောပြခြင်းပါကျွန်တော်တို့မှပြည့်ပြည့်စုံစုံနဲ့လုပ်နေရမှဟုတ်တဲ့အတွက်ဒီကြံ့ကြာခြင်းတွေအပေါ်မှာအကောင်းဆုံးနားလည်ပေးနိုင်ဖို့လည်းမျှော်လင့်ပါပါကျွန်တော်တို့တွေရဲ့အပြည့်စုံခြင်းပေါ်မှာလည်းမြင့်မြင့်တောင်းပန်ပါတယ်အချိန်ကာလအဲကြာသွားတဲ့အပေါ်မှာလည်း ဟိုညညတောင်းမှပါတယ်ကျွန်တော်မှမပြည့်မစုံမင်းနဲ့တက်ဘဲဝင်နေရတဲ့လူလိုဖြစ်နေတဲ့အတွက်နားလေခွင့်လို့ပြောလို့ဒီညပြောချင်ပါတယ်ကျွန်တော်နေဘက်မှာလည်းအကောင်းဆုံးလုံနေခဲ့ဆိုတော့ညဘက်ရောက်တဲ့အခါမှာလည်းမနာတမ်းပေါ့နော်ဟိုလုံဆောင်လေးရရှိပါတယ်ဘာလို့ဆိုတော့ကိုမိသားစုဝင်တယောက်ဆိုတဲ့စိတ်ထည့်လိုက်တဲ့အခါမှာအော်ဒီ body တခုမပြည့်စည်ခင်သူတို့ရဲ့ မိသားစုဝင်တို့တွေ့ကျင်မှာပဲဆိုတဲ့စိတ်နဲ့ကျွန်တော်တို့နေပြည်တော်ညပြည်တော်ပါအားတက်ပြီးဆောင်ရွက်နေပါလေလို့ကျွန်တော်ပြောချင်ပါတယ်